မင်းပါရှေ့ပြောရတာရှိတယ်ပေါ့နော်ဒီကိုယ်တိုင်တော့အင်းရည်ပြောတဲ့တိုင်တယ်ကဒီကန့်ွက်တဲ့သူရှိမယ်လို့စရဲဒါမှမဟုတ်ရှိမယ်ထိုင်တိုင်တာလည်းဖြစ်တော့ဖြစ်နိုင်တယ်လို့စရဲဆိုတော့အဲအဲ့လိုမျိုးကန့်ွက်လာကန့်တက်ွက်တဲ့သူတိုင်ကြတဲ့သူနဲ့ပတ်သက်ပြီးတော့ဘသူဘဝဆိုတာမျိုးကိုဆက်ပါအနေနဲ့ပြထားတာမျိုးရှိပါအာမသိပါဘူးရှေ့မသိပါဘူးကျမသိဖို့လည်းကျမမစ조사တော့ပါဘူး ဘာဖြစ်လို့လဲဆိုကျွန်မဒီအများသောအပြင်လူတွေကပြောတယ်လေဟိုနိုင်ငံရေးကအတိုက်ခိုက်များတယ်နော် politics is dirty ပေါ့နိုင်ငံရေးကညစ်ပတ်တယ်ဆိုတဲ့ဟာပေါ့နော်ကျွန်မအဲ့ဒါကိုမယုံကြည်ပါဘူးကျွန်မဟိုဖြူဖြူစင်စင်တန်းတန်းရှင်းရှင်းနဲ့နိုင်ငံရေးကိုသွားမယ်အဲဆိုလို့ရှိရင်ကျွန်မကိုဝိုင်းတိုက်ခိုက်ကြတဲ့သူကိုလည်းကျွန်မတို့ကောင်းသောတုံ့ပြန်ခြင်းနဲ့ကျွန်မအဖြေရှင်းပြီးတော့မှကျွန်မအရှိတ်တက်လန်းနိုင်အောင်ကျွန်မစူးစမ်းမှာဖြစ်ပါရဲ့ရှင်ဆိုလို့ရှိရင်တိလည်းမတိချင်ပါဘူးတိအောင်လည်းကျွန်မစူးစမ်းမှာမဟုတ်ပါဘူးရှင် ်ဟုတ်တယ်ရှင့်ဟုတ်တယ်ရှင့်ဟောတခါနိုင်မှုတယ်ရှင့်2015တော့လေကျွန်မအဲ့ဒါအများအမ်းပြောတယ်ကျွန်မ2015တော့ NLD ရပါခဲ့တယ်ဒီသူရှိဆောင်ပါတီကဟိုကတခါပဲဝင်မှုသေးရရှင်2020တခါ ဝင်တယ်တော့အဲ့တော့ကတော့ကျွန်တော်တို့ dry run မှာရှင် dry run ဆိုတာအဓိကတော့တေစာပေါက်ရှုံးမှန်တည်တယ်သို့တော်လည်းအတွေ့အကြုံရအောင်နံပါတ်1ကို့လူတွေပေါ့နော်ဟိုမဲဆန္ဒရှင်တွေနဲ့ထိတွေ့ရမယ်နောက်မဲဆန္ဒရှင်ပြည်သူတွေကလည်းဒီပါတီအစ်စ်ဆိုတာရှိပါလားဆိုတာမြေပြင်မှာသိသွားမယ်အဲ့အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဝင်ခဲ့တာဖြစ်ပါတယ်ရှင်ဟိုဒီပြည်သူ့ရှိန်ဆောင်ပါတီအနေနဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲဒါဒီဒုတိယအကြိမ်ဝင်မှာဖြစ်ပါတယ်ပထမအကြိမ်2020ပြည့်နှစ်တုန်းကတော့ဝင်ခဲ့ပေမဲ့ကျွန်မရွေးကောက်ပွဲတက်ရောက်မှမနိုင်ခဲ့ပါဘူးရှင် အဲ့ပြည်သူလူထုကအဆုံးဖြတ်ပါစေရှင့်ကျွန်မတို့ကတော့အကောင်းဆုံးဖြစ်အောင်လုပ်နေမှာပဲရှင့်အဲဆောင်ရွက်နေအကျိုးစားနေမှာပါရှင့်ကျေးဇူးပါရှင့်